မဲမင်္ဂလာပါရှင်ကျမတို့ရဲ့တရားတော်မျှဝေရာဓမ္မ House မြန်မာ Channel မှကြိုဆိုပါရစေရှင်အတော့ဦးဇင်းတို့နော်ဒီမိရလို့ဘာဖြစ်လို့နော်ဘယင်ကြီးကသူ့ရဲ့သားတော်လေးကိုနာမည်ပေးတာတော့ဆိုတော့သူ့မွေးဖွားလာတဲ့အချိန်မှာတတိုင်းပြည်လုံးမိုးရွာတယ်တဲ့နော်မိုးကိုမျောနေတဲ့အချိန်မှာမိုးရွာတော့လူတွေအကုန်လုံးစိတ်ချမ်းသာကြတယ်ပေါ့တတိုင်းပြည်လုံးမိုးရေဖြင့်ကောင်းသောဆွတ်ဆွတ်ချင်းဖြင့်ဆူဆွတ်ပြီးတော့ပီတိတွေဖြည့်ပြီးတော့ဒီလိုချမ်းသာကြလို့ နော်မိုးရေဖြင့်တိုင်းပြည်ကိုဆွတ်ဆွတ်စေတဲ့အတွက်ကြောင့်တေမီယာလို့ဒီလိုသူကိုနာမည်ပေးတာဒီမင်းကြီးနဲ့မိဖုရားကြီးကဒီသားတော်လေးကိုလွယ်လွယ်ကူကူရတာတော့မဟုတ်နော်မိဖုရားပေါင်းအများကြီးရှိတာတဲကနော်မိဖုရားခေါင်းကြီးရောမိဖုရားအငယ်တွေကိုတရားမှသာသမီမမွေးဘူးလို့ဆိုတယ်အဲ့ဒါနဲ့ဘုရင်ကြီးကဒီတိုင်းဆိုလို့ရှိရင်တော့အနွယ်ဆက်ပြက်ပြီးတော့နော်ဆက်ပြီးတော့ဒီနေ့အုံချုံမဲ့လူတောင်ရှိမှာမဟုတ်ဘူးအဲ့တော့မိဖုရားတွေအကုန်လုံးကိုဘာလို့ခိုင်းတော့ဆိုတော့သားစုပန်ခိုင်းတယ် အဲ့ဒီဒီမီယာမင်းသားရဲ့ဒီမေတော်ဖြစ်လာမဲ့စန္ဒာတီဗီကတော့အဲ့ဒါလိုမဟုတ်သူကတော့ရှစ်ပန်းတီလာဆောက်တည်ပြီးတော့သာစုပန်နေပေါ့ဟုတ်လားဒါကြောင့်မို့လို့ဒီဖရဲလောင်းကသူ့ရဲ့ဝမ်းကြတိုင်းမှာလာပြီးတော့ပရိသေဆွဲပြီးတော့မွေးဖွားလာတာအလွန်မှမျက်နှိုးကြရတယ်ပေါ့နော်ခရခစစ်ရထားတဲ့သားလေးတတိုင်းပြည်လုံးရဲ့အညွတ်အညောင်ကလေးနောက်တိုင်းပြည်တစ်ခုလုံးရဲ့တစ်ချိန်မှာအားထားရမဲ့ပုံကူလေးဆိုပြီးတော့သူ့ကိုအလွန်တန်ဖိုးထားပြီးတော့အလွန်မှချစ်ခင်မျက်နှိုးကြရတယ်ပေါ့ အဲ့ဒါနဲ့ဘုရားလောင်လေးနော်တလပြည့်တဲ့နေ့ပေါ့တလပြည့်တဲ့နေ့မှာနော်ဘရင်ကြီးရဲ့ရင်ခွန်ထဲမှာသားလေးကိုထည့်ထားတယ်ဒီလာသားလေးကိုရင်ခွန်ထဲထည့်တာချော့မြူနေတဲ့အချိန်မှာပဲဘာဖြစ်တုံဆိုတော့မင်းကြီးတွေကရာဇတ်သား၄ယောက်ကိုဖမ်းခေါ်လာတယ်တိုင်းပြည်မှာရှိုးသွန်းနေတဲ့လူစုကြီး၄ယောက်ကိုမိလာတော့မိလာတဲ့အခါကျတော့ဘရင်ကြီးကမြင်မြင်ချင်းပဲစိတ်တုံတယ် သောသောကသားပေါ်မှာရှိနေတဲ့မေတ္တာတရားလေးတွေကဘယ်ရောက်တော့မှမသိတော့ဘူးတွေ့တဲ့အာယုံပေါ်မှာမူတည်ပြီးတော့စိတ်ကလည်းအမျိုးမျိုးပြောင်းလာဘူးဟုတ်လားရင်းရဆက်ဆက်နော်ရာဇဝတ္ထံပေးတာပေါ့အဲဒီလိုဖာခမဲတော်ရဲ့ကြံ့ကြံ့ထန်းထန်းအတန်ကြံ့ကြံ့ထန်းထန်းအမှုရာတွေနဲ့အလွန်ကြောက်ဝဲဖွယ်ရကောင်းတဲ့ဒီအနိဋ္ဌာယုံတွေကိုတွေ့ရတဲ့ခါကျတော့ဘုရားလောင်းရဲ့စိတ်ကဘလို့မှချမ်းသာမှုမရှိဘူးအဲ့တော့ဘုရားလောင်းလေးကဘလို့ဖြစ်သွားတယ်ဆိုတော့ ကြာပန်းကိုလက်နဲ့ဆုပ်နေလိုက်သလိုပဲတဲ့နွမ်းသွားတယ်ဟောလန်ဆန်မှုဘာမှမရှိတော့ဘူးအဲ့ဒါနဲ့သူ့စိတ်ထဲမှာဘလို့မှမချမ်းသာအဲ့ဒါနဲ့နေ့လေရောက်တဲ့အခါကျတော့သူ့ကိုသူ့အိတ်တဲ့နေရာလေးကထိပြူကြီးမိုးပေးထားတာရှိတယ်။နော်အဲ့ဒီထိပြူမိုးပေးထားတဲ့သူ့ရဲ့နေရာလေးမှာသူသွားပြီးတော့အိတ်ရတယ်ပေါ့သူ့ကိုအဲ့နေရာတိတ်ထားတယ်။အဲ့တော့စောစောတုန်းကအာယုန်တွေကမပြောက်ဘူး။ဒါကြီးကမြင်းနေတယ်။အဲ့ဒါနဲ့သူကစဉ်းစားတယ်။ဘလို့စဉ်းစားလို့ဆိုတော့ ငါဒီခိုးသူသက်အိမ်ကိုဘလို့လုံးပြီးတော့မြန်လျှောက်လာပါလေ။နော်မင်းနန်းတော်ကိုသူသုံးနှုံးနဲ့အသုံးနှုံးကဘာလဲတော့ခိုးသူသက်တဲ့အိမ်နဲ့နော်ရာဇဝသားတွေကိုအပြစ်ပေးတဲ့အိမ်အလွန်ကြမ်းတမ်းတဲ့အိမ်လို့သူကအဲ့လိုသုံးနှုံးတယ်။အမြင်တွေကမတူဘူးနော်။ဟုတ်လားနန်းတော်ကြီး။အမှန်ကြီးမယ်ရှင်တော့အလွန်ကျက်သေးမင်္ဂလာရှိတဲ့နော်အလွန်နေချင်းစေဝါကောင်းတဲ့နေရာကြီးလို့အများစုကတော့အဲ့လိုပဲရှုမြင်သုံးသပ်ကြအောင်။သူကတော့ဘလို့ပြောလိုက်တာဒီခိုးသူသက်အိမ်ကိုငါဘလို့လုံးမြန်ရောက်လာပါလိမ့်လို့စဉ်းစားရတဲ့ အဲ့ဒီလိုစဉ်းစားလိုက်တာနဲ့သူဓာတိတရညာကိုရသွားလို့အဲ့လိုတိသွားတာအဲ့ဒီတာမရိန္ဒာနတ်ပြည်ကိုငါဘယ်ကနေလာတာတုံးလို့စဉ်းစားလိုက်တော့ငရဲပြည်ကနေလာတာကိုတွေ့ရတယ်တဲ့အဲ့ဒါနဲ့သူဆက်ပြီးတော့စဉ်းစားတယ်အဲ့ဒီငရဲပြည်ကိုငါဘယ်ဘယ်ဘယ်ဘဝကနေလာတာတုံးလို့စဉ်းစားလိုက်တော့အော်ဒီနေရာမှာပဲဒီဘာရဏတိပြည်မှာပဲငါအနှစ်20တိတိငါဘယင်လောက်ခဲ့တာဘဝ၃ဘဝသူဆက်ပြီးတော့မြင်တာအနှစ်20ရှင်မြင်လောက်ခဲ့တဲ့အတွက်ကြောင့် ငရဲကြီးမှာအနှစ်ပေါင်း၈၀၀၀တဲ့ဒုက္ခငရဲဟုတ်လားအဲ့ဒီငရဲကနေလွတ်တော့မှာတာဝတိန္ဒာနတ်ပြည်ရောက်တယ်တာဝတိန္ဒာနတ်ပြည်ကမှာအခုသူမင်းသားလေးလာဖြစ်တယ်အဲ့ဒီငရဲဒုက္ခတွေကသူ့ရဲ့စိတ်ထဲမှာမနစ်တနေ့ကမှာကြုံခဲ့ရဆုံခဲ့ရတလို့မျိုးခံစားနေရတယ်အဲ့ဒါနဲ့အော်ကြည်စမ်းအခုလည်းပဲငါနောက်ထပ်အဲ့ဒီငရဲကိုကြားဖို့အတွက်အကြောင်းတရားလို့ဆိုရမယ်ဟောဒီမင်းနန်းအိမ်ကိုငါရောက်လာပြန်ပြီရောအဲ့ဒီတိုင်းဆိုလို့ရှိရင်တော့ ငါဟာရှင်ဘရင်ဖြစ်ရလိမ့်မယ်။ဒါတော့လည်းငါတယောက်ပဲရှိတာ။ရှင်ဘရင်ဖြစ်ရင်တော့သောတော်ကခမဲတော်ကြီးစီရင်တဲ့အမှုမျိုးတွေလည်းပဲမလွတ်တာမရှောင်တာ။တော့ရှင်ဘရင်ဖြစ်မှတော့ဒါတွေကလည်းမလုပ်ချင်လို့မရဘူးလို့ရလိမ့်မယ်။ဒါကြောင့်အပင်ငရဲကြာမှလည်းသူအရင်ကြောက်တဲ့အတွက်ကြောင့်အပင်ငရဲမကြခြင်းတော့ငါရှင်ဘရင်မဖြစ်အောင်လုံမဖြစ်မယ်။ဒါပေမဲ့ရှင်ဘရင်မဖြစ်အောင်ဘလို့လုပ်အောင်မလဲဆိုတာလည်းသူအဖြေမရှိဘူး။အဖြေမရှိတဲ့အခါကျတော့သူ့ရဲ့စိတ်ကထွက်ပေါက်မရှိဘူးပေါ့နော်။ထွက်ပေါက်မရှိတဲ့အခါကျတော့ပို့ပြီးတော့ စင်ရဲတယ်အဲ့ဒီလို စိတ်အလွန်ညှိုးနှံပြီးတော့เนาะအကြီးအကျယ်စင်ရဲနေတဲ့အခြေအနေအဲ့ဒါကိုဒီ TV ကိုစောင့်နေเนาะဒီကျဆောင်နတ်သမီးလို့ပြောကြပါဆိုအဲ့ဒီနတ်သမီးကသူ့ရဲ့မအေတော်ခဲ့ဘူးတယ်လို့ဆိုတယ်အဲ့ဒါကဒီကလေးလေးကိုအလွန်ချစ်တယ်အဲ့ဒါအရေးတကြီးကြီးလုံနေတော့ဒီလိုစိတ်တွေနဲ့ဒီလိုဖြစ်နေတာကိုသိတဲ့အခါကျတော့အဲ့ဒီ TV ဆောင်နတ်သမီးကမောင်ငယ်ဘာဖြစ်လို့စိတ်တွေဒီလိုညှဉ်းနှွမ်းနေတာတော့ လိုမေးတဲ့အခါကျ तू ကပြန်ပြောတယ်ပြန်ပြောတာကနှုတ်နဲ့ပြောတာမဟုတ်ဘူးဒါကအိမ်မက်လိုလိုဘာလိုလိုဆိုတဲ့သဘောမျိုးပေါ့စိတ်စိတ်ချင်းပြောတဲ့သဘောအဲ့ဒီမှာဘာလို့ညှွန်းနှွမ်းနေတာတုန်းဆိုတော့ဒီလိုရှင်မင်းလောက်ရမှာဆိုလို့ तू ပြောပြတဲ့အခါကျတော့ရှင်မင်းမလုပ်ချင်လွဲပါတယ်တဲ့ဒါကြောင့်သင်ရှင်မင်းမဖြစ်ချင်ဘူးဆိုလို့ရှိရင်မစွန့်တော့လဲစွန့်တကယ်တော့နော်စွန့်တယ်ဆိုတာကမတန်ပါတဲ့သဘောမျိုးကိုပြောတာမထိုင်းတော့လဲထိုင်းတကယ်တော့ နော်နာမကြဘူးချွေတဲ့သဘောမျိုးနာထိုင်းတယ်မအာတော့တဲ့အတကယ်သူတဲ့အရဲဆိုတာသကားမပြောတတ်တာကိုပြောတာဘယ်နှချက်တော့သုံးချက်အဲ့ဒါအစွန်ကလေးအထိုင်းကလေးအအာကလေးလို့မင်းနေလိုက်တဲ့စွန့်အနာထိုင်းနော်ဒီလိုသုံးမရတဲ့ပုံကိုဘယ်သူကမှရှင်ပြန်မြောက်မှာမဟုတ်ဘူးတဲ့မင်းအဲ့ဒါကိုစားဆွတ်ဆွတ်မြဲမြဲစောက်တည်မယ်ဆိုလို့ရှင်မင်းဖြစ်ချင်တဲ့နော်ရှင်ပြန်မဖြစ်ရေးဆန္ဒဟာပြေဝလိမ့်မယ် ဲ့လိုပြောတဲ့အခါကျတော့ဘုရားလောင်းကတစ်ချက်တည်းသဘောကျသွားတယ်အဖြေရသွားပြီဒါပေမဲ့သူရတဲ့အဖြေကြီးကလိုက်နာဖို့ကျင့်သုံးဖို့ကတော့လွယ်ကူတဲ့အနေထားတစ်ခုတော့မဟုတ်ဘူးဒါပေမဲ့လို့ရှင်ဘင်းဖြစ်ပြီးတော့ငရဲကိုကြားရတာနဲ့ဆိုင်ရတော့အရန်လွယ်မယ်ဆိုတာကိုသူသဘောပေါက်ထားပြီလားဟုတ်လားအဲ့ဒါနဲ့အဲ့ဒီအချိန်ကစပြီးတော့သူဟာဘလို့နေတော့ဆိုတော့ထားရင်ထားတဲ့အတိုင်းလေးပဲနေလိုက်တော့တယ်လက်ကိုဒီတိုင်းထားရင်မရွှေ့တော့ဘူးခြေထောက်ကိုဒီတိုင်းထားရင်လည်းမရွှေ့တော့ဘူးဒါတော်တော်မလွယ်တဲ့ကိစ္စနော် ဒီပါရမီကိုဖြည့်စီဖို့ဆိုတော့အရင်ခက်ခဲတယ်ဆိုတော့ပြောတာအဲ့ဒီအချိန်ကစပြီးတော့သူဘာမှလှုပ်ရှားမှုမရှိတော့ဟုတ်လားအဲ့ဒါဘာဖြစ်တော့ဆိုတော့ထူးခြားတာကပြုံးတာတွေရှည်တာတွေမြူတဲ့အခါမှာသူအဲ့ဒါတွေမရှိတော့နော်အဲ့ဒီလိုအရွယ်လေးတွေကနော်နှုတ်စာပြီးဆိုလို့ရှိရင်လည်းမလုပ်ကြငိုတာပေါ့ရေစာပြီးဆိုလည်းငိုတာအဲ့ဒါသူ့မှာငိုတယ်ဆိုတာမရှိဘူးသူအယုတ်ကလေးတယုတ်လို့ဖြစ်သွားတာ နော်သူ့ရဲ့မျက်နှာပေါ်မှာခံစားချက်ကိုသူမပြတော့ဘူးအဲ့တော့၃၄ရက်လောက်နေတော့သတိထားမိတာပေါ့ဒီကလေးကငိုလည်းမငိုတော့ဘူးပြုံးတာရည်တာလည်းမရှိတော့ဘူးဘာဖြစ်သွားလဲမသိဘူးပေါ့အဲ့ဒါနဲ့ငိုအောင်မလုပ်လို့မဆိုတော့အမတ်တေကလည်းပညာရှိတယ်နော်မလုပ်လို့မဆိုတော့노မတိုက်ဖဲနဲ့ဒါတဲ့မငိုပဲနေကိုမနေဘူးပေါ့တကယ်ဆိုင်သူငိုကုန်ကိုလိမ့်မယ်ပေါ့အဲ့တော့သူ့ကို노မတိုက်ဖဲနဲ့ပြစ်ထားတာ ဒါဘိုက်ထဲမှာဘာအစာမှမရှိဘာရေမှမရှိကြောက်6ကပ်ပူးလောင်ပြီးတော့မီးတောက်တလို့ဖြစ်သေးတဲ့သူ့ရဲ့ဘိုက်ထဲမှာဒါပေမဲ့ဘုရားလောင်းကငိုဖို့တော့မစင်သားအဘလိုတော့ဆိုတော့သူဘလို့အတွင်းနဲ့သူ့ရဲ့အဋိဋ္ဌံကိုနော်မယိုင်လဲအောင်မတုံလှုပ်အောင်ထိန်းသိမ်းထားလဲဆိုတော့အာငရဲကြာတော့ကပူခဲ့တဲ့ပူကဒီပူနဲ့စာရင်ဘာမှနော်မနှိုင်းရှင်လောက်အောင်အလွန်တရာမှဆိုရတယ်ဒီပူဟာငရဲပူနဲ့စာရင်ဘာမှမပြောပတ်လောက်ဘူးအဓိကသူကြော်လွှားတော်တာက သူတွေ့ကြုံခဲ့ရတဲ့အဲ့ဒီအခြေအနေဆိုးကြီးနဲ့နှိုင်းရှင်ပြီးတော့အဲ့ဒီဆိုးဝါးတဲ့ကြီးမားတဲ့ဒုက္ခနဲ့နှိုင်းရှင်ပြီးတော့သူ့ရဲ့အတိတ်အံကိုမပြည့်စည်အောင်သူအထုပ်သွားတာအဲ့ဒါနဲ့မအေကြီးကမိဖုရားကြီးကမအေဆိုတော့ပဲနေနိုင်မလို့သူသူမငိုလည်းပဲဒီအချိန်ကျရင်တော့စာမှာပဲဆိုတော့တိုက်ရတာပေါ့ဟုတ်လားအဲ့လိုနဲ့အဲ့ဒါတစ်နှစ်သားအရွယ်ရောက်လာတယ်ဆိုကြပါစို့